ဒီနေ့ဟာ2025ခုနှစ်အောက်တိုဘာလကိုရောက်ရှိတော်မှာဖြစ်ပါတယ်။ခွနင်းသားမီးမိတ်ဆွေများအားလုံးအောက်တိုဘာလတစ်လလုံးငွေထူးဝင်ဖို့လို့တွတ်ဆိုရင်တော့အောက်တိုဘာလတနင်္လာနေ့မနေ့တိုင်းမနေ့တိုင်းငွေကန်အထူးကောင်းဖို့လို့အတွက်ငါပြောသည့်မှတ်သုံးလုံးကိုစွန့်ခံကြတဲ့ကိုရင်ဦးစင်းတို့ကို လောင်းလှူပြီးငွေဝင်ဖို့အတွက်အထူးဆုတောင်းလိုက်ပါ။ အော်တိုမာလာအတွက်ငွေဝင်အဆောင်ဖြစ်နေရတော့တပြေရွက်ကလေးပေါ်မှာကာဂျီအခရာလေးတလုံးမနက်တိုင်းရေးပြီးတော့ရေမွေးလေးစွတ်ပြီးစောင်းထားလိုက်ပါမိတ်ဆွေတို့ရဲ့ပတ်စံရေးတဲ့ကိုငွေတွေအဖက်ဖက်အရရှင်းမျက်နာကဝင်ရောက်လာတာကိုထူးထူးခြားခြားတွေ့ရပါလိမ့်မယ်ခင်ဗျာဒီနေ့2025ခုနှစ်စက်တင်ဘာလ30ရက်အင်္ဂါနေ့အတွက်ခொနည်းသားမီးအလုံးတို့ရဲ့ numerology ဂဏန်းပင်ရင်းရဆိုရင်တော့ကန်တရားရဲ့အထောက်ပံ့ကောင်းရတဲ့နေ့ပါပဲ ဆုံးရှုံးတာတွေအခွင့်အရေးတွေပြန်ရလိမ့်မယ်အထင်လွဲမှားမှုတွေကနေအမြင်မှန်အထင်မှန်ရပြီးအပြစ်တွေခွင်းလွှတ်လာလိမ့်မယ်မေတ္တာတရားရင်အကျိုးပင်ခံစား권ရတဲ့နေ့ဖြစ်ပါတယ်မိမိစေတနာထားသလောက်မေတ္တာထားသလောက်ကမ္ဘာလောကကြီးကမိမိကိုပြန်လဲမေတ္တာပေးဝေရရှိတဲ့နေ့ဖြစ်ပါတယ်ဆုံးရှုံးတာတွေပြန်ရလိမ့်မယ်ကန်ဆန်းရတဲ့ကိစ္စမျိုးတွေအတွက်ကန်တရားကိုယ့်ဘက်ကအထောက်ပံ့ပေးလိမ့်မယ်ဝမ်းမြောက်ဖွယ်ရများနဲ့ကြုံတွေ့ရမယ့်နေ့ဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီလိုနေ့မှာ ကန်တရားကကိုကိုထူထူကဲကဲအထောက်ပံ့ကောင်းတွေရဖို့အတွက်ကတော့မနေ့စောစောဆွမ်းခံဖုန်းကြီးကိုအသီးသုံးမျိုးလှူဒန်းပြီးဒီနေ့တနေ့တာလည်းဆူတောင်းလိုက်ပါခင်ဗျာဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှားကိစ္စအင်တာဗျူးကိစ္စပညာရေးဆိုင်ရာကိစ္စတွေအတွက်ကတော့မနေ့စောစောမျက်စွာဖျားရှင်ကိုမျက်နှာသုံးပွားလေးတစ်ခုလှူဒန်းပြီးဆူတောင်းလိုက်ပါဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်တဲ့ရင်သွေးရတနာတွေအတွက်ကတော့မာဘုတ်ဗေနေနီယအင်္ဂါနေ့ဘွား တိုက်ဖွားစာတာရှင်တွေဖြစ်ကြပါတယ်။တိုက်ဖွားတွေရဲ့သဘောတရားအတိုင်းငယ်စဉ်ကတည်းကကြီးပွားချမ်းသာဖို့အတွက်အခွင့်အလမ်းကောင်းတွေရလာပါလိမ့်မယ်။ဒီနေ့မှာကြောင်းတဲ့မွေးနေ့ရှင်တွေအတွက်မင်္ဂလာမွေးနေ့ပါခင်ဗျာ။ဒီနေ့မွေးနေ့ရှင်တွေတစ်နှစ်တလုံးကံကောင်းမှုလို့ကုသိုလ်ရတဲ့ကလမ်းညွှန်မယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုဓမ္မောက်ဆုံးလှူဒန်းပြီးမွေးနေ့ကုသိုလ်အဖြစ်ဆုတောင်းပါရဟန်းတန်ဃာတွေကိုလည်းဓမ္မောက်ဆုံးကတ်လှူလိုက်ပါ။နိဒတ်တဲ့ဆွေမျိုးမိတ်ဆွေတပည့်သားသမီးတွေကိုလည်းဓမ္မောက်ဆုံးဒါနလုပ်လိုက်ပါခင်ဗျာ။ ဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့ခုနှစ်ကဏ္ဍသုံးးကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ငွေကန်ကောင်းမှုလို့တွတ်ဆိုရင်တော့နီးသက်တဲ့ကလေးတယောက်ကိုကစားစရာပစ္စည်းလေးတစ်ခုလက်ဆောင်ဝယ်ပေးလိုက်ခြင်းအပြင်တည်တည်တံတံငွေကန်ကောင်းပါလိမ့်မယ်ဈေးကလက်ခရရရာဖြစ်နေကတော့မိမိရဲ့စိုင်းရှိမျက်နှာသာကိုမျက်နှာတက်တဲ့မူပြီးတော့အေဟိလာဘန်အေဟိဒနန်အေဟိဒုက္ခံလို့ရွတ်ဆိုပြီးစီရင်လိုက်ခြင်းအပြင်ရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့လို့တွက်ကတော့ဒီလိုနှစ်မျိုးမှာ မုံလောင်းဦးနေလေးတလုံးနဲ့တို့ပြီးခေါင်းပြီးရိုက်ပြီးဆူတောင်းလိုက်ုံနဲ့တိတိသားသားအယောင်းအတွက်အယောင်းထွက်သွားပါလိမ့်မယ်အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမည်ကိုလိမ္မော်သီးလေးတလုံးမှရေးပြီးဆွမ်းကံဖုန်ကြီးလှူလိုက်ခြင်းအပြင်အခက်အခဲလွတ်မြောက်ဖို့အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့စေဝါဓာတ်စာဖြစ်တဲ့ဒီလိုနှမျိုးမှာတရက်သီးတော့ဒုံမဟုတ်တရက်သီးမှက်ဒုံမဟုတ်တရက်သီးချင်လေးအနှဲငယ်စပြီး ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာအချီးမေတ္တာရေးအိမ်တော်ရေးအေးချမ်းတရားပျော်ရွှင်ဖို့အတွက်ကတော့ဤဆက်တဲ့ငါးကံကြီးတွေကငါးတွေကိုအစာဒါနပြုရင်းဆူတောင်းလိုက်ပါလို့လမ်းညွှန်လိုက်ပါတယ်ခင်ဗျာ